အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းသတင်းရိုက်ကူးမှုဖြစ်ပါတယ်ဒီကနေ့မနက်ထူးခြားတဲ့သတင်းတွေကတော့မွန်ပြည်နယ်မှာမွန်ပြည်နယ်မှာတရားဝင် ရောင်းချနေတဲ့73စီဆိုင်တွေကပြည်ပါတွေနဲ့တရားမှုပြန်လည်ရောင်းချမှုတွေလုပ်နေပါတယ်ဒီနေရာတွေကိုစီမံခန့်ခွဲနေတာကဒီစီဆိုင်တွေမှာစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့သူတွေကတရားဝင်ရောင်းချနေတာပါဒါတွေနဲ့သူတို့စီဝါအားတွေအကျိုးမြတ်တွေရှာနေကြပါတယ်ဒါကကျွန်တော်တို့ဥပဒေအရကျူးလွန်နေတာလည်းဖြစ်ပါတယ် လက်ရှိမှာကျွန်တော်တို့ဒီမွန်ပြည်နယ်မှာရှိတဲ့တရားဝင်ရောင်းချနေတဲ့နာမည်ကြီးဆိုင်တွေအဲ့ဒီဆိုင်တွေမှာစီမံခန့်ခွဲနေတဲ့တာဝန်ရှိတဲ့သူတွေကစီတွေကိုကျွန်တော်တို့ပြပါလိုက်တရားဝင်ရောင်းချနေပါတယ်အဲ့တော့ဗျာကျွန်တော်တို့ကားတွေကားတွေဆိုင်ကယ်တွေဆိုရင်တော့တို့ဘက်ကအကျိုးမြတ်မရဘူးတတ်မှတ်တဲ့ဈေးနှုန်းနဲ့ပဲရောင်းရောင်းလို့ရတယ်ဒါပေမဲ့ဒီဆိုင်ကြီးတွေကဘာလို့လဲဆိုတော့ ဒီကားတွေနဲ့ပေါ့ဗျာကျွန်တော်တို့ဒီတံခွဲနှစ်တန်းအဲ့ဒီကားတွေပေါ်မှာပြပါတွေနဲ့တင်လာတယ်တင်လာတဲ့ကားတွေပေါ်မှာသူတို့စီးတွေပြပါလဲရောင်းနေပေါ့ဒါတွေလုံနေပါတယ်ဒါတွေကဒီစီးတွေကဘယ်ကိုစီးစင်းလဲဆိုရင်မွန်ပြည်နယ်မှာနံပါတ်1ကတရားမဝင်ရွှေလုပ်ွက်တွေအများကြီးရှိပါတယ်နံပါတ်2ကအခြားသောကျွန်တော်တို့တရားမဝင်လုပ်ငန်းတွေလည်းရှိပါတယ်နောက်တစ်ချက်ကဒီစီးတွေကကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေတရားဒီဒီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကိုရောက်ပါတယ်အဲ့တော့ဒီမှာရှိတဲ့ဒီစီစံကိုစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့တာဝန်ရှိတဲ့သူတွေက ဒီလိုမျိုးစီတွေကိုတရားမွေပြပလိုက်ရောင်းတဲ့အခါမှာသူတို့ကတော်ဝိုက်တော်နီးတဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကိုသူကိုယ်တိုင်ထောက်ပံ့နေတာဖြစ်ပါတယ်ဥပဒေရချိုးပေါက်တာကနံပါတ်1ပရမတ်ဆုံးချိုးပေါက်တာကစီတွေကိုကျွန်တော်ပြပလိုက်ပြပလိုက်ရောင်းတာနံပါတ်2ကသူရောင်းချတဲ့စီတွေကလက်နက်ကိုင်အဖွဲ့ area တွေကိုရောက်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ရွှေတွေတူးတယ်တရားမွေလုပ်ငန်းတွေသူကိုယ်တိုင်အားပေးအားမြောက်လုပ်တယ်တတိယမြေကျွန်တော်လက်နက်ကိုင်အဖွဲ့တွေကြီးဝါဖို့အတွက်လက်နက်ကိုင်အဖွဲ့တွေကဒီကနေရရှိတဲ့ငွေတွေနဲ့ ရက်တီဖို့ရဖို့အတွက်ဒီမှာရှိတဲ့မုံမီနယ်မှာရှိတဲ့တရားဝင်စီတိုင်းမှာရှိတဲ့သူတွေကပံ့ပိုးပေးနေတာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မုံမီနယ်အစိုးရအဖွဲ့အပါအဝင်တက်ဆိုင်ရာအစိုးတက်ဆိုင်ရာကျွန်တော်တို့တာဝန်ရှိတဲ့သူတွေကထိထိရောက်အရေးယူဖို့လိုပါတယ်ဒီရက်ပိုင်းမှာကျွန်တော်တို့ဒီပွဲတော်ရက်ပိုင်းမှာဆိုရင်လည်းပဲတစောင်းတိုင်းပွဲတော်ရက်ပိုင်းမှာဆိုရင်လည်းပဲအကြမ်းဖက်အုပ်စုတွေကဒီအကြမ်းဖက်အုပ်စုနဲ့တက်ဆိုင်တဲ့သူတွေကဒီစီစံကြီးတွေကိုပေါ်မှာတက်ပြီးတော့ကျွန်တော်တို့ပြပါလိုက်ပေါ့ဗျာတို့ဒီတံတန်းကားတံတန်းကားတွေနှစ်တံတန်းကားတွေ ်ဒဏ္ဍာရီတွေပေါ့အစားတွေပေါ့ဗျဒီဒီ6ဘိန်းကားတွေပေါ့ကားအမျိုးစုံနဲ့စီတိုင်းတွေကိုဝင်တယ်ဝင်ပြီးတော့ကျွန်တော်တို့အဲ့မှာစီပိုင်းနဲ့ထိုးပြီးတော့ပေပါတွေကိုဖြည့်တယ်ဖြည့်ပြီးတော့ငွေရှင်းနဲ့ပြတ်ထွက်သွားတယ်ဒါတွေကနေ့စဉ်တွေ့နေရတာအဲ့တော့နံပါတ်1ချကနိုင်ငံတော်တို့ကအခွန်နဲ့နားတယ်နံပါတ်1ကအခွန်နဲ့နားတယ်နံပါတ်2ကဒီလက်နက်ကိုင်အဖွဲ့တွေလက်နက်ကိုင်အဖွဲ့တွေအလုပ်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကတော်ဝိုက်တော်နည်းနဲ့ဒီဒီမူမီနံပါတ်ရှိတဲ့စီစီစီသမားတွေကပံ့ပိုးပေးနေလို့ဖြစ်တယ် ဒါတွေကကျွန်တော်သိကိုအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့မွန်မီနယ်အစိုးရအဖွဲ့အနေနဲ့လည်းဒီလိုမျိုးကျွန်တော်တို့ပြည်ပါနဲ့ရောင်းချနေတဲ့စီဆိုင်ကြီးတွေကိုဖော်ထုတ်ပြီးတော့ကျွန်တော်တို့ပြင်းပြထန်ထန်အရေးကြီးဖို့လိုပါတယ်ဒါမှသာလျှင်ဒီလူတွေကဒီလူတွေကကျွန်တော်တို့ဒီအခြားသောအခြားသောကျွန်တော်တို့တရားမွေလောက်ကိုင်းနေတဲ့တတိယပြတရားမွေရွှေလုံငန်းတွေအပေါင်းဝင်ဆက်ဆက်လုံငန်းလောက်ကိုင်းနေတဲ့သူတွေကိုမရောချနိုင်မှာဖြစ်တယ်။အဲဒီလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်မုံမီနယ်စိုးအဖွဲ့ကလည်းဒီလိုမျိုးစီတိုင်းတွေကိုအေးမယူဘူးဆိုရင်ကျွန်တော်တို့နင့်နာတာကကျွန်တော်တို့နိုင်ငံတော်နင့်နာတယ်။နမနဲ့ကပြည်သူလူထုနင့်နာတယ်။ နင်းလာပါတယ်နင်းလာမှုကအကြီးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မုံမီနဲ့အစိုးရဘက်အနေနဲ့လည်းဒီလိုမျိုးတရားမဝင်စီးပေပါလိုက်ပြပါလိုက်ရောင်းချနေတဲ့ဆိုင်တွေကိုဖော်ထုတ်ဖို့လိုပါတယ်ကျွန်တော်တို့မှာတော့ကျွန်တော်ဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်ဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်ကျွန်တော်တို့ကလည်းဒီလိုသတင်းတွေတင်ပြတာဓာတ်ပုံမှတ်တမ်းတွေရှိလို့တင်ပြတာပါဒီလိုຢာတွေကကျွန်တော်တို့တနိုင်ငံလုံးမှာဘယ်နေရာမှာကျွန်တော်တို့ခွင့်ပြုထားခြင်းမရှိပါဘူးခွင့်ပြုထားမှုမရှိပါဘူးအဲ့တော့ကျွန်တော်တို့အဓိကအပြင်တချို့သောနေရာတွေမှာကျွန်တော်တို့ဒီဆက်သွယ်တာဝန်တိုင်းတွေစီဖြစ်ရတာရှိတယ် ဲ့ဒါတော့မှကျွန်တော်တို့ကသူ့ရဲ့ခွင့်ပြုချက်နဲ့ပဲဝယ်လို့ရပါတယ်ဒီလိုမျိုးဟလာကျွန်တော်တို့ပတ်စံပါတယ်ပတ်စံပဲပါတယ်ငါပြပါလိုက်ငါပြပါလုံးဘယ်လောက်ယူမယ်ဆိုပြီးတော့ရောင်းချလို့မရပါဘူးဒီလိုမူမီနယ်လိုမျိုးအေရီးယားကပို့ဆိုးပါတယ်မူမီနယ်တို့ကျွန်တော်ကင်မီနယ်တို့အေရီးယားပို့ဆိုးပါတယ်ဒါကြောင့်ကျွန်တော်တို့မူမီနယ်မှာတရားဝင် ရောင်းချနေတဲ့စီဆိုင်တွေမှာဒီစီဆိုင်ကိုစီဆိုင်ကိုကျွန်တော်တို့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့သူတွေကသူတို့ငွေရှာပါတယ်ငွေရှာတဲ့လောက်ကအဲဒီရွှေတွင်းတွေစသဖြင့် လုပ်ငန်းတွေအားနေပြီးတော့ကျွန်တော်တို့လာဝယ်တဲ့စီတွေကိုပေပါလိုက်ပေပါလိုက်ကိုရောင်းချနေပါတယ်။ဒါတွေကကျွန်တော်တို့မူမီနံပါတ်ရှိတဲ့73စီဖူလုံရင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ထိခိုက်မှုရှိတယ်။နောက်တစ်ချက်ကကျွန်တော်တို့နိုင်ငံတော်ရဲ့အခွန်အားရှိမှုကိုလည်းထိခိုက်မှုရှိတယ်။ပို့ပြီးဆိုတာကဒီလိုလုပ်ငန်းကကျွန်တော်တို့ဝိုက်တော်နည်းနဲ့လက်နက်ကင်အဖွဲ့တွေကိုကျွန်တော်တို့ပံ့ပိုးရလဲရောက်ပါတယ်။နောက်တစ်ချက်ဒီလိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ကိုကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချင်အပါဝင်ပယ်ဆောက်ချင်ပြီးသူရဲ့တားဖြစ်သူအပါဝင်ငါးဦးကိုတရုတ်စိုးကနေပြီးတော့တင်ထဲချမှတ်လိုက်တဲ့အခြေအနေပါ။ 2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ကတရုတ်နိုင်ငံကွမ်တုံပြည်နယ်ရှင်ချမ်းမြို့ရှင်ချမ်းမြို့တရားရုံးကနေပြီးတော့တည်တံချမှတ်လိုက်တာလည်းဖြစ်ပါတယ်ဒီတက်မှဆိုရင်တော့ကျွန်တော်တို့ဒီနှစ်ဦးကတော့ကျွန်တော်တို့နှစ်ဦးကတော့နှစ်နှစ်ဆိုင်းကတည်တံအဲ့တော့သူ့တော့ဗျာတနည်းအားဖြင့်တည်တံပေးလိုက်ပြီတည်တံပေးလိုက်ပြီနှစ်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 အတွင်းမှာတော့သူ့မတက်သေးဘူးနှစ်နှစ်ပြည့်သွားပြီဆိုတော့တိုက်လည်းတက်မှာပါဗျာတည်တံပေးလည်းပေးမှာပေါ့နှစ်ဦးကတော့ကျွန်တော်တို့ဆိုင်းကတည်တံပေးလိုက်တယ်တည်တံပေးတယ်သို့တော်လည်းပဲအသက်ရှင်ွယ်နှစ်နှစ်ပေးတယ် ငါးဦးကတော့ကျွန်တော်ထေတာပေါ့ဗျာပြီးရင်ကျွန်တော်နောက်ထပ်၉ဦးကိုတော့ဒီပြည်နယ်နာအပါဝင်နှိမ့်ချထောင်းနဲ့ချမှတ်လိုက်တယ်လို့ကမ္ဘာမီဒီယာတွေရောတရုတ်မီဒီယာတွေရောမှာရေးသားထားတယ်အဲ့မှာကျွန်တော်ပယ်စောက်ချင်ပါမယ်ပယ်စားပါမယ်ရှန်လီချမ်းပါမယ်ဟူရှောက်ချမ်းပါမယ်ခြံကွန်ကြီးပါမယ်ဒါကြောင့်ဒီငါးဦးကတော့သေးတယ်ပြီးတော့ကျွန်တော်တို့လီဖူဆုတ်လီစစ်တယ်အဲ့ဒီအဲ့ဒီအဲ့ဒီနှစ်ယောက်ကိုတော့ကျွန်တော်တို့စိုင်းငံ့သေးတယ်သေးတယ်ပေးသွားပြီသူတို့နှစ်ယောက်ကိုတော့စိုင်းငံ့စိုင်းငံ့ပြလိုက်တယ် ဒီဒီအုပ်စုကိုတော့တရုတ်စိုးရကတရုတ်စိုးကကျွန်တော်တို့ online လဲလဲမှုကြားဖြတ်မှာဗျာအပြင်ကျွန်တော်တို့လူသတ်မှုပြန်ပေးဆွဲမှုငွေညှစ်မှုတရားမွေကာစီနိုပြီးရင်ကျွန်တော်တို့ဒီနေဆက်ဒေတာတရားမွေဖြတ်ကျော်မှုပြီးရင်ကျွန်တော်ပြည်တစာပြည်တစာမှုအပါအဝင်အမှုပေါင်းများစွာနဲ့အမှုပေါင်းများစွာနဲ့ကျွန်တော်တို့ဒါစစ်ဆေးဆောင်နေတာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ပယ်ဆောက်ခြင်းအပါအဝင်သူ့ရဲ့ပယ်ဆောက်ခြင်းသူ့ရဲ့သားအပေါင်း9ခုတော့တည်တံပေးလိုက်တယ်2ယောက်ကိုတော့ကျွန်တော်တို့စိုင်းငံ့တည်တံပေးလိုက်တယ်တည်တံတော့ပေးသွားပြီ နှစ်နှစ်အသက်ရှင်ခွင့်ပေးတယ်အသက်ရှင်ခွင့်ပေးတယ်လက်ရှိတော့ကျွန်တော်တရုတ်ဆိုအကဒါကျွန်တော်တို့ကိုကန့်ရဲ့ထင်ရှားတဲ့မိသားစုတွေဖြစ်တဲ့ပဲအိမီအိဝေအိရှိုးအိအဲ့ဒီလူတွေကိုတော့ကျွန်တော်တို့ဒါကြားပြအပေါင်းဝင်ဆက်ဆက်တဲ့အမှုပေါင်းများစွာနဲ့အချင်းတော်နဲ့မှာထည့်ပြီးတော့တရားတရားဆွဆူထားတယ်သူတို့ကတော့ကျွန်တော်တို့ထောင်ထဲမှာထည့်ထားတယ်ထည့်ထားတယ်အလားတူပါပဲစတင်ပါလာ29ရက်နေ့ကလည်းကျွန်တော်တို့ကိုကန့်ခေါင်းဆောင်တွေရဲ့ မိလျှောက်ချိုင်အသားမိကော်ဖင်းတဲ့သူ့ရဲ့မြေဖြည့်တဲ့သူတွေအပါအဝင်ဆက်ဆက်တဲ့စက်တအူးကိုလည်းထေတာချမှတ်လိုက်ပါတယ်။ဒါကျွန်တော်တို့ကြားဖြန့်တဲ့ပတ်သက်ပြီးတော့တရုတ်မြန်မာနယ်စပ်ရဲ့အခြေအနေတော့ဒီသေးပြချုပ်ချင်တာကကိုကန့်ခေါင်းဆောင်ဟောပယ်လျှောက်ချိန်တဲ့သူ့ရဲ့သားဖြစ်သူအပါအဝင်၅ဦးကိုတရုတ်စိုးကထေတာပေးလိုက်တယ်။နှစ်ဦးကိုတော့ကျွန်တော်တို့ဆိုင်ကထေတာပေးလိုက်တယ်။ထေတာတော့ပေးလိုက်ပြီးဆိုင်ကထေတာပေးထားတယ်။ပြီးအခြားသောဆက်ဆက်တဲ့သူတွေကိုလည်းလက်ရှိကျွန်တော်တို့ထောင်ထဲမှာထားပြီးတော့ဒါတို့ကတော့အမှုရင်ဆိုင်နေစေဖြစ်တယ်။ဒါတော့ကျွန်တော်တို့ တရုတ်မြန်မာနယ်စပ်ရဲ့အခြေအနေအလားတူပါပဲကျွန်တော်တို့လက်ရှိထိုင်းမြန်မာနယ်စပ်တကြောမှာရှိတဲ့ရခိုင်ကရင်လက်နက်ကိုင်ဖွဲ့တွေထိချုပ်ထားတဲ့အိန္ဒိယထဲမှာရှိတဲ့ကြားဖြတ်လုပ်ငန်းလုပ်ကိုင်တဲ့အဆောက်အဦတွေကိုဒါတပ်မတော်ကားနဲ့တပ်မတော်ကားနဲ့ပြီးတော့ကျွန်တော်မိုင်းခွဲပြီးတော့ဖြိုချဖြက်စီးနေပါတယ်ဖြိုချပြီးတော့ရှင်းလင်းနေဗျာတတိယမြို့ကျွန်တော်တို့ကြားဖြတ်နဲ့ပတ်သက်ပြီးတော့မြန်မာအစိုးရကလည်းကျွန်တော်တောက်လျှောက်တိုက်ဖြတ်နေပါတယ်ပြီးခဲ့တဲ့ကာလကကျွန်တော်တို့တရုတ် တရုတ်ပြီးရင်ကျွန်တော်ထိုင်းမြန်မာသုံးနိုင်ငံပူးပေါင်းပြီးတော့မြန်မာနယ်စပ်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုလည်းကြားဖြတ်လုပ်ငန်းတွေကိုကျွန်တော်တို့တိုက်ဖြတ်နေတာဖြစ်ပါတယ်။တိုက်ဖြတ်မှုရဲ့အရှိန်ဟောင်းကကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်အရှိန်ဟောင်းကောင်းကောင်းနဲ့မြန်မာအစိုးရမြန်မာတပ်မတော်ကလည်းတောက်လျှောက်ရှင်းလင်းလေးရှိပါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကဒီငွေကြေးကဂုံသိက္ခာမဟုတ်ဗျ။ငွေကြေးကလူတယောက်အသက်ရှင်ပိုင်ခွင့်နဲ့ဓာတ်ရတော့အချိုးမကျဘူး။အဲ့တော့ဗျာခင်ဗျားတို့ခင်ဗျားတို့ဟိုဒီဒီဒီကိုကန့်ခေါင်းဆောင်ဟောင်းတွေပဲကြည့်လိုက်ပါ။တို့တွေအရန်ချမ်းသာတယ်ဗျာ။ ဒါပေမဲ့သူတို့ဘဝတွေကခင်ဗျားကြည့်လိုက်ပါတိရစ္ဆာန်ယုံထဲမှာရှိနေတဲ့ချင်းသေးတွေလို့ပါပဲဘာမှအထိပ္ပယ်မရှိဘူးလေအထိပ္ပယ်မရှိဘူးအဲ့တော့အဲ့တော့ကျွန်တော်တို့အသက်ရှင်ဘဝငွေတော့လိုတယ်ငွေလိုတယ်တိုးတော်လည်းပဲကျွန်တော်တရားတရားသောငွေဆိုရင်တော့ကျွန်တော်တို့ဘလောက်ပျော်ကြကောင်းမလဲဗျာအခုကအခုကမတရားရောက်ထားတဲ့ငွေတွေနဲ့သူတို့ကိုအသက်ကိုအသက်နဲ့ပြန်ဆက်ပြီးတော့သူတို့ပြန်ပေးဆက်တဲ့သဘောပေါ့အသက်ကိုအသက်နဲ့ပြန်ထပ်ရတာပေါ့သူတို့ကြောင့်ကျွန်တော်ပြည့်စည်သွားတဲ့မိသားစုတွေအများကြီးပဲသူတို့လက်ချက်ကြောင့်တည်ဆုံသွားခဲ့ရသူတွေအများကြီးပဲအဲ့ဒီရဲ့ကိစ္စမှာသူတို့ အတက်ကိုအတန်းနဲ့ထပ်ပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်အယောစားပြန်လောရတဲ့သဘောလေးဖြစ်ပါတယ်ပြီးပဲမိတာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အနေနဲ့နောက်ထပ်သတင်းတွေလည်းဆက်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ